ရဗုဒ္ဓဤငြိမ်းချမ်းရေးတရားအပိုင်းနှစ်အတ္တဒါနသုတ်အနှစ်ချုပ်အပိုင်းနှစ်ဆစ်ဖြစ်နေတဲ့ဆွေတော်မျိုးတော်တို့ရဲ့အကြာမှာဟောကြားတဲ့ငြိမ်းချမ်းရေးတရားဟာစိရဆင်းရဲတစ်ခုသာမကတရားရည်ရဲ့တဏ္ဍာမှာရှိတဲ့လောဘဒေါသမောဟစတဲ့ နှစ်ဖက်ရံဖြစ်ခြင်းရဲ့အကြောင်းကိလေသာတရားတွေရဲ့ငြိမ်းချမ်းမှုထိအောင်မြတ်စွာဘုရားရဲ့ဆိုလိုရင်အဓိပ္ပာယ်ကပေါ်လွင်ထင်ရှားစေတယ်ဒီကနေ့ခေတ်ခေါ်နေတဲ့ငြိမ်းချမ်းရေးဆိုဒီမှာအပြည့်ခတ်ရဆဲတာတို့စိတ်ရဆဲတာတို့ဒါမျိုးကိုပဲငြိမ်းချမ်းရေးခေါ်နေကြတကယ်တော့ တကယ်ငြိမ်းချမ်းရေးဆိုတာလူတွေရဲ့နှလုံးသားထဲမှာရှိတဲ့ငြိမ်းချမ်းမှုကိုနောက်ဆက်ဖြစ်နေပြုတ်တတ်တဲ့ကိလေသာတွေငြိမ်းချမ်းမှတကယ်ငြိမ်းချမ်းမှုကိုရမယ်ဆိုတာငြိမ်းချမ်းရေးအတုကိုသာလောကလူတွေဟာဖော်ဆောင်နိုင်ကြတယ်မြတ်စွာဘုရားကငြိမ်းချမ်းရေးအစ်စ်ကိုဖော်ဆောင်တဲ့ဤစနစ်ကို ဟောကြားခဲ့တာဖြစ်တယ်အဲ့ဒီငြိမ်းချမ်းရေးအစ်စ်ရဖို့ရတဲ့ ။ဘာတွေလောက်ရမလဲဆိုတာကိုမြတ်စွာဘုရားရှင်းလင်းဖော်ပြခဲ့တယ်။လောကကြီးမှာလူတွေဘေးရန်အန္တရာယ်တွေရောက်နေကြတာဟာမိမိရဲ့ကိုခြင်းတရားပြက်ပြားပြီးတော့လှုပ်ဆောင်မှုတွေကြောင့်လို့ဆိုတာ။လောကကြီးမငြိမ်းချမ်းတာဟာဘာကြောင့်မငြိမ်းချမ်းတာလဲလို့ဆိုရင်အဲ့ဒီမငြိမ်းချမ်းစေတတ်တဲ့စိတ်ဓာတ်တွေနဲ့စိတ်ဓာတ်တွေကိုအချိန်ခံပြီးတော့ မငိမ့်ချမ်းစေတတ်တဲ့အပြောအဆိုတွေမငိမ့်ချမ်းစေတတ်တဲ့လောရတေကြောင့်ငိမ့်ချမ်းမှုတွေပြန်ပြားနေတယ်။ဒါကြောင့်မို့တကယ်စစ်မှန်ပြီးတည်ငိမ့်တဲ့ငိမ့်ချမ်းရေးကိုရချင်လို့ရှိရင်အတွင်းထဲမှာမငိမ့်ချစ်မငိမ့်ချမ်းစေတတ်တဲ့ဆိုးရုပ်လှတဲ့သဘာဝတရားတွေကိုဖယ်ရှားသုတ်သင်ပြဖို့လိုအပ်တယ်လို့ဒီလိုဆိုတာပေါ့နော်။အဲ့တော့အတန်အားဖြင့်ပြောမယ်ဆိုရင်ငိမ့်ချမ်းရေးတရားငိမ့်ချမ်းရေးတရားလို့ဆိုတာ အပေါ်ယံပြောလို့ရှိရင်လူလောကကြီးမှာအစဉ်ပြေပြီးတူနဲ့တူပฏิပက္ခမဖြစ်ပဲယေရုညာရုကိုယ်လုံးကိုယ်လုံးပြီးတော့တည်ငြိမ်စွာနေတာကိုပဲလူလောကငြိမ်းချမ်းရေးလို့ခေါ်တာရသော်ဘုရားကြတော့ရင်ထဲကပူလောင်နေတဲ့တရားတွေဟာဒါကိုတကယ်အဖြစ်ငြိမ်းချမ်းရေးလို့မခေါ်နိုင်ဘူး ရင်ထဲမှာပူလောင်နေကြတာဖြစ်လို့တကယ်ငြိမ်းချမ်းရေးမဟုတ်ဘူးအပြင်ပန်းကငြိမ်းချမ်းရေးမျှတာဖြစ်တယ်အတွင်းအနှစ်သာရငြိမ်းချမ်းမှသာလေတကယ်ငြိမ်းချမ်းရေးကိုရမယ်ဆိုတာကိုဟောကြားဆုံးမခဲ့တာလို့အဲ့တော့ဒီတရားကိုနာပြီးတဲ့အခါမှာတာဂွေမင်းသားတွေကောလိယတို့ကောလိယမင်းသားတွေနှစ်ဖက်ရန်ဆောင်ပြီးတော့စစ်ဖြစ်တော့မဲ့အနေထားမှာရှိကြတယ်စစ်ပွဲပွားဝင်တဲ့ပုဂ္ဂိုလ်တွေဟာ တကယ်ငြိမ်းချမ်းရေးကိုရရှိသွားကြသလားလို့ဆိုတာဏိကုံကျုပ်ကြလို့ရှိရင်ရသော်ဗျာရဲ့ဆုံးမနဲ့တကယ်ငြိမ်းချမ်းရေးရရှိသွားကြတယ်ဆိုတာအဖြေထုတ်နိုင်မှာ ဖြစ်တယ်ပေါ့ဘုန်းကြီးတို့တွေလည်းတကယ်ငြိမ်းချမ်းရေးကိုလိုချင်တယ်ဆိုလို့ရှိရင်တော့အခုပြောတဲ့မိမိတို့တဏ္ဍာမှာငြိမ်းချမ်းမှုကိုပြပြစေတတ်တဲ့တရားတွေကိုဖယ်ရှားဖို့လိုအပ်တယ်အဲ့ဒီသုတ္တမမင်းရ အစငါးကထာကို ရှင်းလင်းဟောကြားပြီးတော့ပြခဲ့ပြီငြိမ်းချမ်းမှုကိုပြပြစေတာဟာဘာကြောင့်လူတွေရဲ့နှလုံးသားထဲမှာစူးဝင်နေတဲ့ရာဂတိဟုသောညောင်းဒေါသတိဟုသောညောင်းမောဟတိဟုသောညောင်းမာမနာတိဟုသောညောင်းကိလေသာတိဟုသောညောင်းဒုစရိုက်ဆိုတဲ့ညောင်းတွေအဲ့ဒီစိတ်ထဲမှာငြိမ်းချမ်းမှုကိုပြပြစေတတ်တဲ့ ကျင်တဲ့နှလုံးထဲမှာစူးဝင်ပြီးဒုက္ခပေးနေတဲ့ဒီတဘာဝတရားတွေကြောင့်ဆိုတာထင်ထင်ရှားရှားမြတ်စွာဘုရားကသတ္တဝါတွေကိုနားလည်သဘောပေါက်အောင်မိမောင်းထိုးပြခဲ့တာဖြစ်တယ်။အဲဒီတော့ငြိမ်းချမ်းမှုကိုပြပြစေတတ်တဲ့အရာတွေနဲ့ပတ်သက်ပြီးလူတွေဟာနေစဉ်နဲ့အမျှအပိအမြောက်ပြုတ်ပြီးတော့နေကြတယ်။ဘယ်တော့မှငြိမ်းချမ်းရမှာမဟုတ်ဘူး။ငြိမ်းချမ်းရမရနိုင်တာတွေကိုလူတွေဟာနေစဉ်နဲ့အမျှ အာပေအမြောက်ပြုနေကြတယ်ဆိုတာကိုမြတ်စွာဘုရားဆက်ပြီးတော့ဟောတယ်တတ္ထသိခာနုခိယန္တိယာနိလောကေဂတိတာနိနတ္တေတုပတုတောတိယာနိဗ္ဗေသသဘာတောကာမေသိခေနိဗ္ဗာနမတနောဒီထဲမှာလမ်းညွှန်မှုပြုထားတာလောကလူသားတွေရဲ့အခြေအနေကဘာတွေလုံးနေကြတော့ဆိုတတ္ထသိခာနုခိယန္တိ လူတွေဟာဒီကာမဂုဏ်အာယုန်တွေမမောစရာတွေတွက်တာစရာတွေလူချင်းစရာတွေဒါတွေကိုရရှိဖို့အတွက်အတတ်ပညာသင်နေကြတယ်အတတ်ပညာသင်နေတယ်ဆိုတာဘာပညာတွေကိုဖော်ပြထားတယ်လို့ဆိုတော့ဒီမဟာနိဒေသကျမ်းမှာဒီကာထာကိုဖွင့်ဆိုပြီးအိဗယ်ဖော်ပြထားတာတော့ဟဋ္ဌိသိပ္ပ ဋ္ဌိတိခာအတ္တတိခာရထတိခာဆိုပြီးအတ္တပညာတွေကိုဖော်ပြထားတာစင်စည်းအတ္တမြင်းစည်းအတ္တယထာစည်းအတ္တเนาะဓာခုတ်လှန်ထိုးဆိုတဲ့အတ္တဒီတခါစစ်ပွဲမှာမြားတရာကြီးစူးဝင်လာလို့ရှိရင် ခွဲစိတ်ကုသတဲ့အတ္တတန်လာကတ္တဆိုတဲ့အတ္တဒီအဲ့ဒီလိုခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့ယောဂဝေဒနာတွေကိုကုသပေးတဲ့ ကာယတိကိစ္ဆာဆိုတဲ့အတတ်ငယ်ရတဲ့ကလေးကိုကျမရေးဆောင်ရှောက်ပေးတယ်ဆိုတဲ့ကောမာရာဖိစ္ဆာအတတ်အဲ့ဒီအတတ်ပညာတွေကိုလောကလူတွေဟာဒီကာမဂုဏ်အာယုန်တွေခံစားနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့သင်ယူနေကြတယ်တဲ့သူတို့သင်တဲ့ပညာရက်တွေဟာနိဗ္ဗာန်ကိုဥတီထားတာတခုမှမရှိဘူးလောကအတွင်းမှာဒီမိမိရဲ့ဘဝ ခยีဖြောင်းတန်းမှုဒီအတွက်ကလာရည်ရွယ်ပြီးတော့သင်နေကြတာအဲ့ဒီတိခါဆိုတဲ့အတ္တပညာအမျိုးစုံကိုလောကလူသားတွေဟာသင်ယူနေကြတယ်အဲ့ဒါလို့သင်ယူနေတာဟာဘာကြောင့်လဲလို့ဆိုရင်ယာနိလောကေဂတိတာနိမမောစရာတွေမမောစရာတွေရှိတယ်အချင်းချုပ်ပြောရင်ကာမဂုဏ်အာယုံ၅ပါးဟာမမောစရာပဲတခုစီလျှောက်ပြောမယ်ဆိုရင် ရာဓုဂုံသိစီစိန်ဥစ္စာတွေဟာမမောစရာရာဓုရမယ်ဆိုရင်လည်းမမောတာစီစိန်ဥစ္စာတွေရမယ်ဆိုရင်လည်းမမောတာဂုံတရင်ကြည့်မယ်ဆိုလည်းမမောစရာအဲ့တော့ဓာရီဟာအကုန်လုံးမမောစရာတွေဖြစ်တယ်အဲ့ဒီမမောစရာတွေရဖို့ဆိုရင်ရည်ရွယ်ချက်နဲ့ပညာရည်တွေကိုသင်ယူနေကြတယ်အဲ့ဒီသင်ယူနေမှုတွေဟာဘာအတွက်ရည်ရွယ်ပြီးတော့သင်ယူနေတာတော့ဆို မမောเสียကာမဂုဏ်အာယုန်ညရရှိခံစားဖို့အတွက်သင်ယူနေကြတာဖြစ်တယ်။ဒါကြောင့်မို့လို့သူတို့သင်ယူနေတဲ့အတတ်ပညာကရောဥတီထားတဲ့ဥတီချက်ကရောနှစ်ခုစလုံးဟာရှင်တွေနှလုံးထဲငြိမ်ချမ်းမှုကိုဖြစ်ပေါ်စေတာတခုမှမရှိဘူး။ငြိမ်ချမ်းမှုကိုပြပြစေတတ်တဲ့အရာမျိုးတွေသာဖြစ်နေတယ်လို့ဒီလိုဆိုတာနော်။အဲ့တော့ဒီကထာမှာမြတ်စွာဘုရားဟောတဲ့ဒေသနာမှာ တတ္ထသိခာနုခိယံတိကျိုးစားပန်းစားတတ်ပညာတွေသင်ကြရတယ်တဲ့ဝိจิตနာရရှိဖို့အတွက်ဇာတိလောကီဂတိတံမေမောဆရာကာမဂုဏ်အာယုန်နေလူချင်းဇာတိအခွင့်အရေးတွေဒါတွေအတွက်လူတွေဟာကျိုးစားပန်းစားသင်ယူနေကြတော့မြတ်စွာဘုရားကတတိပေးတယ်နတေတုပတုတော်တိယအဲ့ဒီပုံမှာမလိုက်စားနဲ့တဲ့ ဒါတွေလုံနေလို့ရှိရင်တော့ရှင်တဲ့နှလုံးထဲမှာအေးချမ်းမှုကိုရမှာမဟုတ်ဘူးတဲ့နာတေတုပတုတော်တိယအဲ့ဒီတတ်ပညာတွေကိုကြိုးစားနေခြင်းမမောเสียကောင်းကောင်းအာယုန်တွေကိုရရှိဖို့ကြိုးစားနေခြင်းဟာမှားယွင်းနေတဲ့လမ်းကြောင်းတစ်ခုဖြစ်နေတယ်ဘဝတစ်ခုตายမှုအတွက်ကြိုးပမ်းအားထုတ်တော်လဲပြိဝတဲ့ตายမှုငြိမ်းချမ်းမှုကိုမရကြဘူး ဘလောက်ပဲရာထူးကြီးကြီးဘလောက်ပဲစီစဉ်ဥစ္စာတွေချမ်းသာချမ်းသာဘလောက်ပဲဂုံရှိတရေရှိတွေဖြစ်ဖြစ်နောက်ဆုံးမှာစိတ်နှလုံးအေးချမ်းမှုဆုံးရှုံးသွားကြတာလေးကြီးပဲလို့ဒီလိုဆိုနော်ဒါကြောင့်ဟိုစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုမပေးနိုင်တာဖြစ်တော့ကြောင့်နတ်တေတုပတုတော်တိဟာအဲ့ဒီပုံမှာမကြိုးစားကြနဲ့တဲ့မကြိုးစားနဲ့ဟောစစ်တိုက်နေတဲ့စစ်တိုက်တော့မဲ့ဒီ တာကိယတို့ကောလိယတို့နှစ်ဖက်စစ်ရင်ဆိုင်နေတဲ့အချိန်မှာမြတ်စွာဘုရားကသူတို့ကိုတတိပေးတာနော်လူချင်းမှုတစ်ခုကိုအကြောင်းပြုပြီးရရှိလာတဲ့အနေအထားတစ်ခုမျှော်လင့်တောင်းတပြီးတော့ဒါတွေလုပ်နေမယ်ဆိုလို့ရှိရင်ဘယ်တော့မှမင်းတို့ငြိမ်းချမ်းရကြမှာမဟုတ်ဘူးစိတ်နှလုံးပူလောင်မှုတွေနဲ့ပဲကြုံတွေ့နေကြရမှာအဲ့ဒါကြောင့်မို့လို့တကယ်ဖြစ်တဲ့နာကဘာလို့ဆို နိဗ္ဗိစသဗ္ဗတောကာမိနိဗ္ဗိစသဗ္ဗတောကာမိမင်းတို့လိုချင်စရာအာယုန်နေဆိုတဲ့ဝိထုကာမအဲ့ဒီဝိထုကာမဆိုတဲ့လိုချင်စရာအာယုန်တွေကို လိုချင်နေတဲ့ကိလေသာကာမဒီနှစ်ခုကိုကြည့်လိုက်အခုသူတို့တဘာအတွက်ရေးလိုချင်တယ်လေရေးလိုချင်တာဘာအတွက်တုံးဒီရေးသွင်းလိုက်လို့ရှိရင်သူတို့လေတွေကောင်းစားတော့ အဲ့ကောင်းစားသွားလို့ရှင်သားနဲ့သမီးနဲ့မိသားစုဝဝလင်းလင်းစားသုံးပြီးပျော်ပျော်ရွှင်ရွှင်နေရမယ်။ရောင်းလို့စားလို့ရောင်းချလို့ငွေချေတနာတွေရမယ်ဆိုတီမျော်လင်းချက်ကြီးတွေပဲလေ။အဲ့ဒီမျော်လင်းချက်ကြီးတွေနဲ့လောက်တာ။အဲ့တော့ကာမလို့ဆိုတဲ့လူချင်းစရာအာယုန်နေနဲ့လူချင်းတတ်တဲ့ကိလေသာလူချင်းစရာရဲ့လူချင်းတာရဲ့နှစ်ခုရှိတယ်။ကာမဆိုတဲ့စကလုံးကို တောင်းဖို့ဘယ်နေရာမှာပဲဖွင့်ဖွင့်ကာမဆိုတဲ့စကလုံးကအတိပ္ပယ်နှစ်ခုရှိတယ်လိုချင်စရာဝတ္ထုကာမလိုချင်တာကကိတ္တတာကာမအဲ့ဒီမှာလိုချင်စရာကိုပယ်ရမှာလားလိုချင်တာကိုပယ်ရမှာလားလို့ဆိုရင်လိုချင်တာကိုပယ်ရလိုချင်တာကိုပယ်လို့ရှိရင်လိုချင်တာဆိုတာကိလေသာတဏှာအဲ့ဒီလိုချင်တဲ့ကိလေသာကာမကိုပယ်ဖို့အတွက်လိုချင်စရာတွေကို တည်တည်ချာချာအတိညာနဲ့စူးစိုက်ကြည့်ဖို့လိုအပ်တယ်။တကယ်တမိုးရှိတဲ့အရာလားဆိုတာစဉ်းစားကြည့်ရမယ်။အဲ့ဒါကိုမြတ်စွာဘုရားနိဗ္ဗိသသဘာတော်ကမေအဲ့ဒီလိုချင်စရာကာမဂုဏ်အာရုံတွေကိုအလေးနဲ့ထားပြီးကြည့်လိုက်တယ်။သူတို့ဟာအားလုံးဟာသဗ္ဗေသင်္ခါရအနိစ္စတွေကရှိပဲ။ဘာရရရာဓုရလဲအနိစ္စပဲ။ ွှေငွေတွေရလဲအနိစ္စပဲဂုံတရင်းကြီးကြောက်ကြမှုရလဲအနိစ္စပျော်ရွှင်ချမ်းမြေ့မှုတွေရတာအကုန်လုံးဘာရရလူချင်းစရာအယုန်နေတဲ့ကမျက်စိကမြင်တဲ့အဆင်အာယုနားကကြားရတဲ့အသံအာယုအခိုက်တန့်လေးကြီးကြီးပဲအကုန်လုံးမျက်စိကမြင်ရတဲ့လှရပတဲ့အာယုံနာကကြားရတဲ့တာရတဲ့အတန်းလေးနှာခေါင်းကနမ်းရွှေရတဲ့မွေးကြိုင်တဲ့အနံ့လေးလျှာနဲ့လဲရတဲ့ကောင်းမြတ်တဲ့အရာတာ ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့ဒါကလွဲလို့ပါမှမရှိဘူးနာမည်တွေတက်နေတာနာမည်တွေတက်လိုက်မယ်တော့မျက်မှောက်ခက်မှာနာမည်မျိုးစုံတက်တယ်ယာဓုခုံသိမ့်စီစိန်ဥစ္စာလူချင်းစရာတွေရှိတယ်ပေါ့အဲ့ဒီလူချင်းစရာတွေဟာထာဝရတည်မြဲတဲ့အရာတွေလားလို့ကြည့်လိုက်လို့ရှင်ဘယ်ထာဝရတည်မြဲတခဏကာမဂုဏ်အာယုံဆိုတာလူချင်းတဲ့လူများတော့ရသော်ဗျာကဘာနဲ့ဥပမာ ပေးထားတော့ဆို ကာမဂုဏ်အာယုံဆိုတာတာထစ်နဲ့လာသရံတူတယ်တဲ့တာထစ်နဲ့လာသရံတူတယ်ဆိုတာပါတယ်တာစီငါးစီမှာတုံးတစ်ထားတဲ့တာထစ်လေးတည်းကိုစွန်တကောင်ကခြီးခြီးသွားလို့ရှင်အဲ့ဒီတာထစ်နှုတ်သီးထဲမှာရှိနေတဲ့စွန်ကိုဘေးကစွန်အုပ်ကြီးကဝိုင်းပြီးတော့ထိုးကြတယ်စိတ်ချတယ်လူကြအဲ့တော့လွရင်သူလွရင်လွမလွလို့ရှိရင်သူထိုးခံစိတ်ခံရမှာ သူ့နှုတ်သီးထဲမှာတားဖြစ်ရှိနေတဲ့မြတ်သူဟာဒုက္ခပဲစားလည်းမစားရဘူးပြေးနေရမှာပဲဟိုပြန်ပြေးဒီပြန်ပြေးအဲသူလွတ်ချလိုက်တာနဲ့တပြိုင်တည်းသူ့နောက်ကိုမလိုက်တော့လွတ်သွားပြီတားဖြစ်လေလွတ်ချလိုက်တာနဲ့တပြိုင်တည်းနောက်တစ်ခေါက်ကယူသွားအဲယူတဲ့ကောင်ဝိုင်းလိုက်ကြပြန်ရောတခါသူကလွတ်ချနောက်တစ်ခါဝိုင်းလိုက်ကြပြန်ဒီလိုပဲယာတုကုန်သိစိစိန်ဥစ္စာတွေဆိုတာကိုကဆုတ်ကင်ထားဆုတ်ကင်ထားတဲ့လူဝိုင်းတိုက်မှာပဲ ဝိုင်းတိုက်လှုပ်လိုက်ပြီဆိုလို့ရှိရင် तू ကငြိမ်းချမ်းသွားနော်လှုပ်လိုက်တာနဲ့ငြိမ်းချမ်းသွားတာကင်ထားတာနဲ့တပြိုင်နဲ့ तू လိုက်နေအဲ့ဒါကိုမြတ်စွာဘုရားဟောတာမန္တပေတုပမာကာမလိုချင်စရာအာယုန်တွေဟာလိုချင်တဲ့လူတွေများသည့်အတွက်ကြောင့်လိုချင်စရာအာယုန်တစ်ခုကိုဆုပ်ကင်ထားလို့ရှိရင်ဒုက္ခပဲလို့ဒီလိုဆိုလိုတယ်နော်အဲ့ဒီလိုချင်စရာအာယုန်တွေဟာနေမြင်ညပြောက်အခုရှိနေပဲတော်ကြပြောက်ချင်းပြောက်သွားတယ် ဒါကြောင့်ဟိုမတီမြဲလို့သူပိနကုပမာအိမ်မက်နဲ့အလားသဏ္ဍတူတယ်အိမ်မက်ဆိုတာမနိုးခင်လေးတင်လေမနိုးခင်လေးတော့ဟန်ကြတာအိမ်မက်ထဲမှာပြောစရာတွေမဲ့နေပြောနေသို့တော့ဖြတ်ကနဲ့လဲနိုးလိုက်ရောပါစီပါမှမရှိဘူးကိုအိမ်နေတဲ့ခေါင်းနဲ့ဆောင်းနဲ့အေရခင်ထားပဲနော်အိမ်မက်ထဲမှာတွေ့တဲ့ထူးခြားတဲ့အရာတွေတခုမှမရှိဘူးနိုးလိုက်တာနဲ့ပျောက်တယ် အဲ့ဒါလိုရဲ့ရာထူးဘုံတိစီးစိမ်ဥစ္စာဆိုတာနိုးလိုက်တာနဲ့ပျောက်သွားတာပဲအိမ်မက်အတိုင်းပဲလို့ဒီလိုဆိုလိုတယ်ပေါ့အဲ့ဒါတွေကိုထိုးရင်းသိဖို့လိုအပ်တယ်လို့ပြောဆိုပြဟောတာတိနုတ်ကုပမာကာမကာမကုံဆိုတာမြက်ဒီကောင်ယိုးမိနဲ့တူတယ်ကောင်ယိုးကိုထုံးထုံးပြီးတော့မိရှုပ်ပြီးတော့ဒီမိရှုပ်တိုင်းလောက်ကြမိရှုပ်လောက်ကြညမောင်တဲ့အခါမှာသွားရင်မြင်အောင်လို့ဆိုရင်ကောင်ယိုးကိုထုံးပြီးတော့ မိရှုပ်လိုက်အေးကောင်ရုံးမိဆိုတာဖြက်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 နဲ့လောင်းလာတာအဲ့ဒါကြာကြာကင်ပထားနဲ့ကင်ထားရင်ကင်ထားတဲ့လက်လောင်းပါပဲလွတ်ရင်လွတ်မလွတ်ရင်ဒုက္ခရောက်မယ်ဒီလိုတိပဲကာမဂုဏ်အာယုဆိုတာလဲထို့အတူပဲကင်ထားတဲ့လူကိုလောင်းပါပဲယာရုကုန်သိစိစိဥစ္စာဆိုတာလဲယာရုရှိတဲ့လူကိုလောင်းပါပဲစိစိရှိတဲ့လူကိုလောင်းပါပဲအဲ့ဒါတွေမမောနေလို့ရှိရင်လိုချင်တဲ့ပုဂ္ဂိုလ်တွေကများသည့်အတွက်ကြောင့်လောင်လိုက်မယ်တဲ့ လွတ်ရင်လွတ်မလွတ်ရင်လောင်ခံရမှာပဲလို့ဒီလိုဆိုတာပေါ့နော်အဲ့ဒါကိုမြတ်စွာဘုရားနိဗ္ဗိစသဗ္ဗတောကာမိလူချင်းစရာအာယုန်ကြီးရဲ့ဓာတုကုန်သိစိစိဆိုတဲ့ဒီကာမတွေကိုအမှန်တိုင်းသိရှိနားလည်ရမယ်တကယ်သူ့ရဲ့သဘာဝဒီတိုင်းပဲသိရှိနားလည်ရမယ်ကာမဂုဏ်အာယုန်ဆိုတာယာစီတုပမာအငှားပစ္စည်းနဲ့လဲအလားတူတယ် ေးတချို့ဟာကိုယ်မှစိတ်နှုတ်ရွှေတို့လက်ဝတ်တန်းစာတွေမရှိရှိတဲ့လူဆရာငားတယ်ငားပြီးတော့ပွဲလန်းတပင်ကိုသွားတယ်ကြော့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 နဲ့ဒါပေမဲ့ပြန်လဲလာရောပြန်အပ်လိုက်ရနော်ပွဲလဲပြီးရောပြန်အပ်လိုက်ရယာစီတူပမာကာမဂုဏ်အာယုံဆိုတာလဲဒီတိုင်းပဲခဏလေးပဲယာရုဂုံသိစီတဲ့ဥစ္စာတွေနဲ့ခဏလေး မော်လို့ကြွားလို့ပြင်ပြအလဲရမရှိတော့ပြန်အလဲရဒါဟုတ်ရာစီဒီရာစီတကူပမာရာစီတက တောင်းထားတဲ့ငှားထားတဲ့ပစ္စည်းနဲ့အလားတန်တူတယ်လို့သူတို့ပြောအဲ့ဒီသဘောတရားတွေကိုအတိအချလေးနဲ့စဉ်းကျင်စဉ်းစားကြည့်ပါတဲ့အဲ့ဒါလို့စဉ်းကျင်စဉ်းစားကြည့်ပြီးတိတ်ခေနိဗ္ဗာန်မတ္တနောကိုယ်တဏ္ဍာမှာ လိုချင်တာတွေလိုချင်တဲ့လောဘတွေမုံတီးတဲ့ဒေါသတွေလိုချင်တာမရလို့မုံတဲ့ဒေါသတွေအမှန်မသိတဲ့မောဟတွေလွဲမှားစွာမြင်နေတဲ့ဒိဋ္ဌိတွေအမှန်တရားပေါ်မှာတဏှာဖြစ်နေတဲ့ဝိသိကိစ္စတွေဟောတခြားကိလေသာအဲ့ဓာတွေငြိမ်းဖို့အတွက်သာကြိုးစားပါသိခေနိဗ္ဗာန်မတ္တနောငြိမ်းချမ်းရခြင်းအဲ့ဒါလောက်ပါလို့ပြောနော် ကိုယ်တဏမှာမငြိမ့်ချင်းစေတတ်တဲ့တရားတွေကဘာလဲရာဂတွေ့တာမှုတွေတတ်မဲ့မှုတွေလိုချင်မှုတွေရရင်ရမရလို့ရှိရင်ဒေါသမုန်းတိမှုတွေအေးအမှန်မသိတဲ့မောဟတွေဒုက္ခပေးနေတယ်အမှားမြင်နေတဲ့ဒိဋ္ဌိတွေမာမနာတွေဟောရတွေဟာလူရဲ့နှလုံးသားကိုပူလောင်စေတတ်တဲ့တရားတွေဖြစ်လို့ အဲ့ဒါတွေငြိမ့်ဖို့အတွက်ကြိုးစားဓမ္မငြိမ့်ချင်ရရမှာလို့မြတ်စွာဘုရားဟောတာနော်သိခေနိဗ္ဗာန်မတ္တနောအတ္တနောမိမိရဲ့နိဗ္ဗာန်ရာဂစတဲ့အပူတွေငြိမ့်အောင် ကိုယ်သာလင်သိခေကြင်ကြံကြိုးကုန်အထောက်ပါလေတာကိယနဲ့ကောရိယလေးနားဆိုင်ပြီးတော့ထောင်းနေကြမြတ်စွာဘုရားမင်းတို့တကယ်ငြိမ့်ချင်ရရချင်လို့ရှိရင် ဒါတွေအရင်ညှိမ့်လိုက်လို့နော်ဒါမှစစ်မှန်တဲ့သာဝရတည်မြဲတဲ့ဉာဏ်ဉာဏ်ရေးကိုရမှာလို့မြတ်စွာဘုရားဒီလိုဟောတာနော်အဲ့တော့ကြည်နောက်တစ်ဆက်ပြီးတော့ရှင်းလင်းပြသေးတယ်မြတ်စွာဘုရားဒီခါတာတပုတ်တည်ပင်လင်ကမ္ဘာဉာဏ်ဉာဏ်ရေးကိုဖော်ဆောင်နိုင်တဲ့အဆုံးအမတွေပဲနောက်ထပ်မြတ်စွာဘုရားဆက်ပြီးတော့ဟောသေးတယ်သစ္စောတိယအပ္ပကဘော အပ္ပကဘော အမာယောရိတ္တပေတုနောအကောဒနောလောဘပါပံဝေဝိသံဝိတရေမုနိအတိပညာရှိတဲ့ပုဂ္ဂိုလ်ဟာတကယ်ဉာဏ်ဉာဏ်ရေးကိုဖော်ဆောင်မှုအတွက်သူလောက်ရမယ်အလုပ်တည်းရှိအလွယ်တကူနဲ့ခုနကပြောတဲ့နှလုံးသားရဲ့ပူလောင်မှုတွေဉာဏ်ဉာဏ်ရေးရဲ့အနှောင့်အယှက်တွေကိုအလွယ်တကူနဲ့တော့ဖယ်ရှားလို့ရမှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့လိုက်နိုင်ရမယ်အချက်တွေရှိတယ် အဲ့ဒီလိုက်နိုင်ရမယ့်အချက်တည်းကဘာတွေလဲလို့ဆိုရင်သစ္စောတိယအမှန်တရားကိုမြတ်လို့တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တဲ့အမှန်တရားဆိုတာပြောရင်လေအလေးအညာတွေပြောတဲ့မှန်ကန်တာပဲပြောတကယ်အဖြစ်မှန်ကိုပြောဝစီသစ္စာမှန်ကန်တာကိုပြောဟောနောက်တစ်ခုကတမ္မာဒိဋ္ဌိတဲ့မှန်ကန်တဲ့အမြင်ရှိဖို့လိုတယ် မှန်တာကိုလည်းပြောရမယ်မှန်တဲ့အမြင်လည်းရှိရမယ်အေးမှန်တဲ့လမ်းကြောင်းကိုလည်းရှောက်ရမယ်မှန်တဲ့လမ်းကြောင်းဆိုတာမဂ်ကင်၈ပါးမဂ်ကင်၈ပါးဆိုတာပြောလိုက်တော့နိဗ္ဗာန်ရောက်ကြောင်းတရားကြီးလို့ဒီလို လူတွေမှာအစင်ကြီးတားမြင့်သွားတယ်လို့ထင်တယ်တကယ်စဉ်းစားကြည့်တော့မဂ်ကင်၈ပါးဆိုတာကိုယ်တဏ္ဍာမှာရှိရလေအမှန်မြင်ရမယ်အမှန်တွေးရမယ်စကားပြောရင်မှန်တာပဲပြောရမယ်အမှန်တွေးပြီးအမှန်ပြောတယ်အမှန်ပြောတဲ့အတိုင်းအမှန်လုပ်တယ် မှန်တာလုတ်ပြီးတော့အသိမွေးမှုကလည်းတန်ရှင်းတယ်အဲ့ဒါတွေဖြစ်ဖို့မှန်မှန်ကန်ကြိုးစားအထောက်ဖို့လိုတယ်မှန်မှန်ကန်ကအမှတ်ရနေပြီးတော့မှန်မှန်ကန်ကစိတ်တည်ငြိမ်အောင်ကြိုးစားရမယ်ဆိုတဲ့ဒီအမှန်ရှိချက်ပဲအဲ့ဒီအမှန်ရှိချက်ဟာကိုယ်တဏ္ဍာမှာပေါ်ဆောင်ပြီးတော့လေ့ကျင့်ပေးဖို့ပဲရှိတယ်သစ္စောတိယမှန်ကန်မှုတွေရှိနေရမယ်ဆိုတာဒါကိုပြောတာအေးငြိမ်ငြိမ်ရကြပြီးတော့ မှန်တရားကိုမမြတ်နိုးဘူးမှန်ကန်တဲ့အမြင်ကိုမမြင်ဘူးလွဲမားစွာမြင်တယ်လွဲမားစွာတွေပြောတယ်မဟုတ်တာတွေပြောတယ်မဟုတ်တဲ့အမြင်တွေမြင်တယ်မဟုတ်တဲ့လမ်းကြောင်းကိုရှောက်နေတယ်ဆိုလို့ရှိရင်ငြိမ်းချမ်းရေးဟာဘယ်တော့မှမရနိုင်ဘူးတဲ့ဒါကိုသစ္စောတိယမင်းမှန်ကန်မှုပေါ်မှာယက်တည်ဖို့လိုအပ်တယ်ဒီလိုဆိုတာနော်ပြောရင်လဲမှန်တာပြောမဟုတ်တာတွေမပြောနဲ့မှန်တိုင်းပြော စင်ကြီးစဉ်းစားပြီးတော့မြင်ရတဲ့အချက်ကလည်းမှန်မှန်ကန်ကန်မြင်အမှန်မြင်ရမယ်မှန်ကန်တဲ့လမ်းကြောင်းပေါ်ရှောက်ရမယ်ဟောဒီအချက်၃ချက်ကို သစ္စောတိရာလို့လက်ဆောင်ပြရအောင်ပါနောက်တစ်ခုကပါတော့စေအပကဘောပကပဆိုတာပါလေရိုင်းဆိုင်တာရိုင်းပြမယင်ကြီးတာပကပလို့ခေါ်တယ်မေတ္တာတုတ်ထဲမှာပါတယ်လေ နော်မေတ္တာတော့ထဲမှာတကောဥစုသသူဟုစုသသူဝေသောသတ္တမုဒုနတ္တိမာနိတန်တုတကောသသူဝေရောသအပကိသောသသံလဟုကဟုတ်တန်တိန်ရိယောသနိပကောသအပကဘောမရိုင်းဆိုင်ရဘူးလူဆိုတာနှုတ်အားဖြင့်လဲမရိုင်းဆိုင်ရဘူး ်စိတ်ဓာတ်အားဖြင့်လည်းမရမ်းဆိုင်ရဘူးနှုတ်အားဖြင့်လည်းမရမ်းဆိုင်ရဘူးကိုယ်အမှုရာအပြုမှုအားဖြင့်လည်းမရမ်းဆိုင်ရဘူးလို့ဆိုတယ်အဲ့ဒီရမ်းဆိုင်မှုဆိုတာဘယ်သူမှလူမထင်ဘူးဘယ်သူမှဂရုမစိုက်ဘူးဆိုတဲ့ဒီလိုအနေအထားမျိုးစိတ်ဓာတ်ကလည်းဘယ်သူပေါ်မှဟိုမလေးစားဘူးအပြောဆိုရလဲမစင်ကျင်ဘူးလှုပ်တာကြိုင်တာတွေကလည်းရမ်းရမ်းဆိုင်ဆိုင်လှုပ်တယ်ဆိုတာအဲ့ဒါပက္ခပါလို့ခေါ်တယ် အဲ့ဒီပက္ခပါဘယ်တော့မှငြိမ်းချမ်းမှုကိုမဖော်ဆောင်နိုင်ဘူးဒီလိုဆိုတာပေါ့နော်အမတ်တရားပေါ်လဲယက်တိရမယ်ဒီလိုရိုင်းဆိုင်မှုကင်းပြီးတော့ရှင်ကျေးလိမ့်ပါစိတ်ဓာတ်ကလည်းရှင်ကျေးတယ်အပြောဆိုကလည်းပညာနဲ့ပြောတယ်လှုပ်တာလည်းပညာနဲ့လှုပ်တယ်အဲ့ဒီလိုပြောတဲ့စကားကလည်းဆင်ခြင်တုံတရားနဲ့ပြောတာလှုပ်ရင်လည်းဆင်ခြင်တုံတရားနဲ့လှုပ်တယ်ဆိုတဲ့အဲ့ဒီအပကပ္ပ ရိုက်ဆိုင်မှုကင်းပြီးတော့ယဉ်ကျေးတဲ့ဖြောင့်မှန်တဲ့အနေအထားမျိုးနဲ့ရှိဖို့လိုတယ်တဲ့ဒါမှဉာဏ်ချမှုကိုရရှိရနိုင်တယ်သူဆိုဟောနောက်တစ်ခုကဘာတော့ဆိုအမယောမာယာဆိုတာမရှိရဘူးမာယာဆိုတာဘာကိုပြောတာလဲဆိုအပြစ်တစ်ခုလှုပ်ထားပြီးတော့အဲ့ဒီအပြစ်ကိုကိုမလှုပ်တဲ့အောင်ဟန်ဆောင်တာကိုမာယာလို့ခေါ်တယ်နော် မာယာရဲ့အဓိပ္ပာယ်အစ်စ်ကအဲ့ဒါဘဘာစကားမှာမူယာမာယာများတယ်ဆိုတာတမျိုးစိတ်ထဲကဖြစ်တာတမျိုးအပြင်ဟန်ဆောင်တာတမျိုးဒီလိုဟာမျိုးမာယာအဲ့တော့မာယာရဲ့အဓိပ္ပာယ်ကျမ်းစာမှာဆိုထားတဲ့အဓိပ္ပာယ်ကတော့ဘာလို့မဟုတ်တာတွေလှုပ်ပြီးတော့မဟုတ်တာလှုပ်တဲ့လူမဟုတ်တဲ့ယောင်ယောင်သူတော်ကောင်းယောင်ဟန်ဆောင်တယ်မကောင်းတာတွေလှုပ်ထားတာကိုကိုလှုပ်တာမဟုတ်ဘူးယောင်ဟန်ဆောင်တယ် အဲ့ဒီလိုမာယာမျိုး ကောက်ချစ်တာမျိုးမရှိရဘူးလို့ဆိုယောသားဖြောင်းမရမယ်။ဉာဏ်ဉာဏ်မှုကိုရဖို့ရတဲ့ယောသားဖြောင်းမမှုကအမှန်တမ်းအရေးကြီးတယ်။ဒါကြောင့်မို့မေတ္တာတုံးမှာအပြန်အလှန်မေတ္တာရဖို့အတွက်မေတ္တာရဖို့အတွက်မြတ်စွာဘုရားအခြေခံနဲ့ဟောတဲ့အခါမှာဥစုစာသူဟုစုစာအေးဥစုမင်းဖြောင်းမရမယ်သူဟုစုအလုံးကိုဖြောင်းမရမယ်စိတ်ရောကိုယ်ရော အပြောဆိုရောဖြောက်မှတ်သူဖြစ်ရမယ်လို့ဒီလိုဆိုလို့အဲ့ဒါလို့မဟုတ်ရင်ကောက်จิตတယ်ကောက်จิตတယ်ဆိုတဲ့အရာတစ်ခုဟာနော်ကောက်จิตတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာကိုကကောက်จิตလို့ရှိရင်ကိုပြန်ပြီးတော့ကောက်จิตထာမျိုးတွေဖြစ်လာမှန်ကန်တဲ့စိတ်ဓာတ်ဒီရိုးသားဖြောင်းပြန်ဖြောက်မှတ်တဲ့စိတ်ဓာတ်မျိုးမရှိဘူးဆိုရင်လေဒီပုဂ္ဂိုလ်ဟာဉာဏ်ဉာဏ်ရည်မရနိုင်ဘူးလို့ဒီလိုဆိုတယ် နောက်တစ်ခုကရိတ္တပေတုနောတဲ့တုံးနဲ့တူကဲကွဲအောင် မတည့်အောင်မလုံးအောင်အများနဲ့ဆက်ဆံတဲ့အချိန်မှာတယောက်နဲ့တယောက်ကွဲအောင်ခုံတိုက်တာတို့သင်ခွဲတာတို့ဒီလိုဒီမလုံးအောင်ညီညွတ်အောင်ပဲပြောရမယ်တုံးနဲ့တူညီညွတ်ရေးပြပြတဲ့စကားမျိုးတွေကိုမပြောရဘူးလို့ဒီလိုဆိုလို့ညီညာရင်မို့ရေးရဖို့ရာအတွက်ရိတ္တပေတုနာဘယ်တော့မှ ျို껙အောင်ပျက်စီးအောင်မလုပ်ရဘူးဖွဲ့စည်းတွေဟာဖွဲ့စည်းပြီးတော့ညီညွတ်အောင်ပဲလုပ်ရမယ်တို့လိုဆိုတယ်အကောဒနောတဲ့အမျက်ဒေါသအညှို့အတေးတွေမထားရဘူးလို့ဆိုဒေါသဆိုတဲ့အညှို့အတေးဟာဒီအချက်ကိုးချက်ပေါ်မှာမူတည်ပြီးတော့ဖြစ်တတ်တယ်အချက်ကိုးချက်ဒါအာဃာတဝတ္ထု၉မျိုးလို့ခေါ်တယ်လူတွေမှာမကျေနပ်မှုတွေအ မကျေနပ်မှုတွေဘလို့ဖြစ်တတ်တုံးလို့ဆိုရင်ဒီလူဟာငါရဲ့အကျိုးမဲ့ကိုအရင်ကလည်းလှုပ်ခဲ့တယ်အခုလည်းလှုပ်နေတယ်နောင်လည်းလှုပ်အောင်ပဲဟောငါရဲ့အကျိုးမဲ့ကိုဒီလူဟာရခင်ကလည်းလှုပ်ခဲ့တယ်အခုလည်းလှုပ်နေတယ်